။စာရေးဆရာနေစုတော်ရဲ့ရှေ့တင်မလေးမေဆန်ရှားနဲ့တနာဝိုင်းနှစ်တော်ဖြန်များအပိုင်းရှိဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်းလိုက်ပါရစေ။ရဲစခန်းမှပြန်ထွက်လာတော့ကကူကူကတော့ဖြိုးပောင်ကချယ်ရီကိုတတ်တယ်လို့မထင်ဘူး။ကိုနေတော်ကစတင်ဝေဖန်သည်။ခက်ပြေးပြေးရှောင်းနေရမှမေဆန်ရှားကကိုနေတော်ကိုလက်ကြည့်ကူကူကဘာလို့အဲ့လိုယူချတာလဲ။ ချိုးမောင်ကလူပြော့ကလေးပဲပြီးတော့ cherry ကိုသူတကယ်ချစ်ပုံရတယ်။ရှားလေဒီလိုပဲတွေးပါတယ်ဖြိုးမောင်က cherry လို့မလဲဘူး cherry ရှင်မောင်မှာအချစ်ကြောင့်ဒူးထောက်ခဲ့ရပုံပဲ cherry ကြောင့်ကိုလည်းအကုန်သိပုံမပေါ်ဘူး cherry ကဒီကောင်လေးကိုအပိုင်ဆွဲထားလိုက်တာနဲ့တူတယ်။ထို့စဉ်မေဆန်ရှား၏အိတ်ထဲမှာဖုန်းခေါ်တဲ့မိလာ၏မေဆန်ရှားကလမ်းလျှောက်ခြင်းကိုရပ်နားလိုက်ပြီးဖုန်းကိုနှာယူကာနားထောင်လိုက်သည်ဟယ်လိုမေဆန်ရှားပါ အကျွန်တော်စောပိုင်းမှာအော်ဟုတ်ကဲ့ပြောပါစရာဘာအကြောင်းများထူးလို့လဲတိတ်ထူးတဲ့အကြောင်းတော့မဟုတ်ပါဘူးချိန်ရရင်ကော်ဖီတောက်ဖိတ်ခြင်းလို့ပါကိုနေတော်ကခန့်လန်းလန်းမရက်ခါဂျာနယ်တစာဝယ်ရင်းစောင့်နေလောလောဆယ်တော့ကျမအချိန်မရပါဘူးဒါနဲ့ဥစောပိုင်းချယ်ရီတရင်ကြားပြီးပြီလားချယ်ရီတရင်ဟုတ်လားချယ်ရီဘာဖြစ်လို့လဲဒေါ်မီဆန်ရှာချယ်ရီကိုတွေ့ပြီလားချယ်ရီတရင်ရလို့ချယ်ရီအလုတ်လုတ်တဲ့စားတောက်ဆိုင်ကိုလိုက်သွားတယ်ခဏစကားပြောရတယ်နောက်နေ့ချင်းလို့ အရင်နေတဲ့အိမ်ကိုသွားတယ်ဖြစ်ချင်တော့ cherry ကျမနဲ့တွေ့တဲ့ညကပဲတတ်ခံလာရတယ်ဟာ ဖြစ်မှဖြစ်ရလေဘလို့များဖြစ်တာတော့ရဲတွေလိုက်နေကြတော့မှ cherry နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူတဲကတယောက်ယောက်ကတတ်သွားပုံပဲစိတ်မကောင်းစရာပဲဗျာဥညွေနဲ့ပတ်သက်တဲ့သူတွေခုထိကံမကောင်းကြသေးဘူးကိုဆရာဦးစောပိုင်းဖာကို ဆိုလိုတာလေဩဥညွေသေးပြီးမကြခင်မူရသေးရတယ်ခုတော့ဥညွေမှုကိုဒေါ်မီဆန်ရှားကပြန်ပြီး လိုက်တယ်လိုက်ပြီးတော့မကြခင်မှာပဲ cherry ကသေးတယ်ဒါကြောင့်ပြောတာပါဒါဆို cherry သေဆုံးရတာကဥညွေဝေကိစ္စနဲ့ပတ်သက်တယ်လို့ဆရာဦးစောပိုင်းကောက်ချက်ချတယ်ပေါ့ဟုတ်လားကျွန်တော်ခန်းစားရတာပြောတာပါဗျာဒါနဲ့ကျွန်မကို coffee တောက်ဖိတ်ချင်တဲ့ရည်ရွယ်ချက်ကအော်ဟိုနေ့ကပြောသလိုပေါ့ဗျာကျွန်တော်တို့ law fan ကို domination ရလာဖို့ကျွန်တော်တောင်းဆိုခဲ့တာစဉ်းစားပြီးပြီလားသိချင်လို့ပါ domination ကနှစ်ဖူးကျော်ကလေးတွန့်သွားဤ ဆရာဦးစောပိုင်းပြောပြတာတောင်ဘာမှတောင်မကြသေးဘူး။ကျမကတော့စဉ်းစားဖို့တောင်ချိန်မြသေးဘူးရှင်။လောလောဆယ်မှာဥညွင့်ဝင်မှုပဲခေါင်းထဲရှိနေသေးတယ်။နောက်မှစဉ်းစားတာပေါ့။ဒါပဲတော့ကျမမူရအိမ်ဆက်သွားဖို့လည်းရှိနေသေးလို့ခွင့်ပြုပါအောင်။မီဆန်ရှားကဖုန်းကိုပိတ်လိုက်။ဖုန်းကိုအိတ်ထဲသို့ပြန်ထည့်နေစဉ်။ကိုနေတော်ကအနားသို့ရောက်လာသည်။ဘသူစီကလည်းရှာ။ဦးစောပိုင်းစီကပါဘာတဲ့လဲ။ကော်ဖီတောက်ဖိတ်ခြင်းလို့တဲ့။ကိုနေတော်ကပြုံးလိုက်တဲ့ပြင်ကိုကိုနော်ဘာပြုံးလာလဲ။ သဘောကျလို့ပါကိုကိုပြောဘူးတာပဲအစားကတော့အလုံးနောက်တော့အရှုပ်ရောက်လာမှလို့လေတော်ပါ ရှားလုံးဝဆိုလုံးပါပဲဒါဖြင့်ရှားကမလာနိုင်ဘူးလို့ပြန်ညင်းလိုက်ပေါ့နောက်မှစဉ်းစားတာပေါ့လို့ဘာကြောင့်ဆွဲထားတာလဲဒီစကားတံမှာဝင်းတူတံပါသည်ဟုမေဆန်ရှားထင်၍ပြုံးမိသည်ជីជីငဲငဲပညာရှိရှိမရှိရှိအချင်းနဲ့ပတ်သက်လင်မှု ဝင်းတူမှုကပါစမြဲဟုလည်းတွေးမိသည်ဥညွန်ဝေအမှု မပြတ်သေးသေးပြီးဥစော်ပိုင်းကိုဖြတ်လို့မရသေးဘူးကိုကိုဥနေတော့ကစိုက်ကြည့်သည်ရှားကသူ့ကိုတန်တရားရှိလို့လားလောလောဆယ်တော့ဘာမှတန်တရားပွားစရာမရှိသေးပါဘူးဒါမဲ့အမှုတချို့မှာမတင်တတ်စရာဖြစ်လာတတ်တာတွေ့ဘူးတယ်လေကိုကိုရဲ့ဖြတ်လာတော့ငါကားကိုမေဆန်ရှားကဖမ်းတားရင်ကိုကိုတက်မူရရင်ဆက်သွားကြမယ်ကောင်းပါပြီခင်ဗျာထမင်းကြွေးထားတာလည်းရှိတော့လဲသူ့ဆန်စားရဲရတော့မှာပေါ့ကိုကိုကတော့ပြောပြီ အငားကားပေါ်သူမေဆန်ရှားတို့နှစ်ဦးတစ်ဖက်စီမှာတက်လိုက်ကြသည်ဘယ်တော့မှလဲခမညာကားမသူကြီးမေးတံထွက်လာ၏ဒုတိယကြိမ်မြောက်မူရအိမ်သို့ရောက်ခဲ့ရပြန်သည်ကားပေါ်မှာတော့ကမေဆန်ရှားကမူရမိခင်ဒေါ်ကြည်ရှင်ထံသို့ဖုန်းကြိုရေးဆက်ထားခဲ့သည်ဖြင့်ဒေါ်ကြည်ရှင်ကအိမ်ဝမှကြုံနေ၏ဒတော်နီးကောင်းရလာဤကားမှာရယ်ကွယ်လာလာဒေါ်ကြည်ရှင်ကလိုလားစွာဖိတ်ခေါ်သည်မေဆန်ရှားနှင့်ကိုနေတော်တိုက်တွင်သို့ဝင်ရင်းကဥလိရော် အဲသူကတိတ်နေမကောင်းခြင်းလို့အိတ်နေတယ်။စောစောကပဲမောင်ဦးကအိတ်ရတယ်ပို့ပေးပြီးပြန်သွားတာ။တန်းထိုင်ဦးလာသွားတယ်ပေါ့ဟုတ်တယ်။သမီးဖုံးဆက်တုံးကတော့မောင်ဦးရှိသေးတယ်။ကြည်ရတာသူကသမီးကိုရင်မဆိုင်ရဲဘူးထင်တယ်။ဒေါ်တော်ကသမီးလာနေပြီလို့ပြောတာနဲ့သူကပြန်မယ်ဆိုပြီးထပြန်သွားတာပဲ။ကိုနေတော်ကမေဆန်ရှားကိုလှမ်းကြည့်။မေဆန်ရှားနဲ့အကြည့်ချင်းဆုံသွားလေသည်။တန်းထိုင်ဦးဆိုတာမူရချစ်သူလေ။မေဆန်ရှားကစက်တီမာထိုင်ရင်ကိုနေတော်ကိုတွတ်တွတ်ကပ်ပြော၏။ ိတယ်သူကရှားကို ရင်းမဆိုင်ရဲဘူးဆိုတာကတမျိုးပဲနော်ဟုတ်တယ်ဒေါ်ကြည်ရှင်ကကဲခဏနားပါအောင်ဒေါ်တော်ကော်ဖီဖြော်လာအောင်မယ်သမီးကသမီးလေးရွှေရဲ့ပစ္စည်းပစ္စရာတွေကြည်ကျင်းလို့လာတာလို့ဒေါ်တော်ကပြောတော့မအူးကဘာကြောင့်ပြအောင်မလဲမပြနဲ့လို့ပြောတယ်ဒီတငယ်ကသူ့ချစ်သူပစ္စည်းတွေသူများကိုလုံးဝမပြသေးခြင်းမူတကယ့်ကိုစွတ်သမားလေးဟုပြောရင်အတွင်းတော့ဝင်သွားသည်မူယာကလောဖန်ကရှေ့နေတူနဲ့ပြတ်သွားတာနဲ့တန်းထိုင်ဦးကမူယာကိုနာသွားတာလားမသိဘူးနော် ကိုနီတော်ကလေတံမျှဖြင့်ထင်မြင်ချက်ပေး၏ခေါင်းကိုငဲ့၍မေဆန်ရှားနာသူကပ်၍ပြောခြင်းဖြစ်သည်တွင်တွေးမယ်ဆိုလဲအဲ့လိုတွေးနိုင်တာပဲပေါ့အချစ်ကြီးလိုအမျက်ကြီးဒါမျိုးဖြစ်နိုင်တာပေါ့ဒါမဲ့တန်းထိုင်ဦးကိုကိုကိုမတွေ့သေးလို့သူလည်းဖြိုးမောင်လို့ပဲရှားကသူ့ကိုတန်တရားမရှိဘူးလားရှော့တွက်လို့တော့မရဘူးပေါ့ကိုကိုတန်းထိုင်ဦးကဒေါသကြီးတတ်ပြီးစိတ်ခံစားမှုကိုမထိန်တတ်တဲ့သူမှုမှုရကိုမုန်းစိမ့်နဲ့မလုပ်ဘူးလို့တော့မပြောနိုင်ဘူးပေါ့ထိုချိန်တွင်ဒေါ်ကြီးရှင်ပြန်ထွက်လာ၏ ကိုင်လာတော့ကော်ဖီဘန်းကိုဇွဲပေါ်ချကကော်ဖီခွက်များကိုမေဆန်ရှားနေကိုနေတော့ရှေ့သို့ချပေးသည်တောက်လိုက်ကြအောင်ပြီးမှမူရခန့်ကိုတွားကြည့်တာပေါ့တော်တော်ကိုဒုက္ခပေးတယ်လို့ဖြစ်နေပြီထင်တယ်မေဆန်ရှားကအားနာစကားဆို၏ကိစ္စမရှိပါဘူးကွယ်သမီးလေးရွှေရဲ့အမှုကိစ္စကိုဖော်ပြနိုင်ဖို့ပဲတော်တော်ကကုညီရမှာပေါ့အခုတင်ထားတဲ့ပစ္စည်းတွေကမူရဆုံးပြီးမှသူ နေတဲ့တိုက်ခန်းကပြန်တည်လာတာပေါ့ဟုတ်လားတော်တော်ဟုတ်တယ်ကွယ် မောင်ဦးပဲအကုန်ပြန်ပြီးတဲလာတာတန်းထိုင်ဦးကမူရကိုတော့တော်တော်ချစ်ပုံပဲနော်။အင်းသူတို့ကငယ်ချစ်တွေကိုကွ။သမီးလေးရွှေစိုးသမျှအနွန်တာကိုသူပဲအားလုံးခံနိုင်တာပြောရရင်တော့စိတ်မကောင်းစရာပါပဲကွယ်။သမီးလေးရွှေမစုံခင်နောက်ပိုင်းကသမီးလေးကိုသူနဲ့လက်ထပ်ပေးဖို့အတင်းမဲဒေါ်တော်တို့ကိုပြောတာ။သူနဲ့ကသဘောတူပြီးသားပါ။သူကဘာကြောင်းကြောင်းကြောင်းမသိဘူး။အဲ့ဒီချိန်ကတအားလောပြီးပြောတာပဲ။သူပြောတော့ကသမီးလေးရွှေနဲ့သူ့ကိုလက်ထပ်ပေးခဲ့ရင်သမီးလေးရွှေကုလို့ဖြစ်ဆိုကြုံကျင်မှကြုံပါ။ ကိုနေတော်နဲ့မေဆန်ရှာအကြည့်ချင်းဆုံမိကြပြန်သည်မေဆန်ရှာကကော်ဖီကိုတန်ကုန်နှံကုန်မြတောက်လိုက်ပြီးပြန်ချကကဲဒေါ်တော့ကိုလည်းအားနာပါတယ်ဒေါ်တော့အချုံကြီးကိုဖြုံးနေတယ်လို့ဖြစ်နေပြီကျမတို့မူရပစ္စည်းတွေကြည့်ချင်ပါတယ်လူရင်းကိုဥတီပြီးပြောလိုက်သွားကြတာပေါ့သမီးလေးရွှေအခန်းတော်တော်ဒေါ်တော်ကအစင်းသင့်ယူလာခဲ့ပြီးပြီဒေါ်ကြည်ရှင်ကတော့ကိုပါလက်ဝါးပေါ်တင်ပြ၏မေဆန်ရှာနဲ့ကိုနေတော်တို့ဒေါ်ကြည်ရှင်နောက်မှာကန့်လိုက်ခဲ့ကြသည်တိုက်ကြီးဤနောက်ဖက်ကြကြ ခေါင်းရင်းဘက်အခန်းမှာမူရအခန်းဖြစ်၏။ဒေါ်ကြည်ရှင်ကအခန်းတကားတော့ကိုဖွင့်ပေးနေစဉ်အခန်းတွင်းမှလှုပ်ရှားသံတချို့ကြားလိုက်ရသည်ဟုမေးစံရှားတင်သည်။အခန်းတကားပွင့်သွားသည်နှင့်ချိန်ကပ်ပြီးပြတင်းတကားမှခုံချသွားသောလူရဲတစ်ခုကိုဖြတ်ခနဲမြင်ရ၏။လူလုံးက မတဲခွဲမေးစံရှားကပြတင်းရှိရာသို့ပြေးသွားသောအခါအပြင်တွင်လူရဲလူရောင်မမြင်ရတော့ခြံထဲမှာကပန်းပင်များအသီးပင်စားပင်များဖြင့်မြင်ကွင်းကလည်းရှုပ်နေသည်လေ။တခဏမှာပင်အပြင်ဘက်တနေရာမှာ ကားတစီမောင်းထွက်သွားတဲ့ကိုကြားရသည်ရှာတွေ့လိုက်လာတာတယောက်ယောက်ကအခန်းထဲကနေထွက်ပြေးသွားတဲ့ပုံပဲကိုနေတော်ကမေဆန်ရှားနားသို့ရောက်လာကမေသည်ခြံတွင်းသို့လည်းလှမ်းကြည့်လှမ်းနေကိုကိုတယောက်ယောက်ဒီကနေကုန်ချထွက်ပြေးသွားတာပဲဘယ်သူဖြစ်မလဲမေဆန်ရှားနဲ့ကိုနေတော်တူတို့တူကြည့်မိကြပြန်၏အိုးအတကန်းလုံးရှုပ်ပွားကြင်ခဲ့ပါလားသမီးလေးရွှေရဲ့တစ်တာတွေလည်းပွင့်လို့ပါလားဒေါ်ကြီးရှင်ကမယုံကြည်နိုင်စွာပြော၏ မှန်သည်တစုံတယောက်သည် အခန်းတွင်းသို့ဝင်လာပြီးမူရပစ္စည်းများကိုဖွားသွားခဲ့သည်တစ်တာမှဖွင့်နေပြီးအတွင်းမှအဝတ်များစားအုပ်များအယုတ်များဇာရွက်များမဂ္ဂဇင်းများသုံးဆောင်ပစ္စည်းများပြန့်ကျဲလျက်ရှိသည်ထိုတစုံတယောက်သည်မှန်တကားကိုမှန်တစ်ချက်ခွဲကချက်ဖွင့်၍တွင်းသို့ဝင်ခဲ့ပုံရ၏ပစ္စည်းများကိုယူငင်သွားခြင်းမဟုတ်သဖြင့်ခိုးယူဖို့ဝင်ခဲ့ခြင်းမဟုတ်ပေပွားစားခြင်းအောင်တစ်တာမှပစ္စည်းများကိုမှုန်နှောက်ရှာဖွေထားခြင်းကိုကြည့်ခြင်းအပြင်တစုံတရာကိုလိုခြင်းသဖြင့်ရှာဖွေခဲ့ခြင်းဖြစ်ဟန်တူသည် ထိုတစုံတရာကိုတွေ့သလားထိုတစုံတယောက်ဒီမိသူနီတခိုးဝင်သွားတာလားမသိဘူးဒေါ်ကြည်ရှင်ကအဝတ်များကိုကျမ်းမြင်မှာကောက်ယူစုစည်းရင်းထင်မြင်ချက်ပေးတခိုးဆိုရင်တော့ပစ္စည်းတွေယူသောမှာပေါ့ဒေါ်ကြည်ရှင်ရဲ့ကိုနေတော်ကတခိုးဆိုဒီကိုလက်မခံလို့ကြောင်းပြောသည်တခုခုလိုချင်လို့ဝင်ရှာသွားတာပဲတော်မီဆန်ရှားကသူမယူဆချက်ကိုပြောရင်ပစ္စည်းများကိုငုံကြည့်ကအချို့ကိုတစ်တာရဲပြန်ထည့်။ဘာလိုချင်းစရာရှိလို့လဲကွယ်။ဒါတွေဘာလို့ရမှာတော့ ယူသားသောတော်ကြီးရှင်ကနားမလဲစွာပြောသည်မေဇန်ရှားကအလှပြင်ပစ္စည်းများဘူးများပလင်းများကိုကြည့်ရင်အလကျစ်ဖြစ်လို့တောက်တဲ့ဆေးပလင်းမျိုးတော့မတွေ့ဘူးနော်ဟုကိုနေတော့ကိုပြောသည်ထူးခြားစိတ်ဝင်စားစရာများတွေ့လို့တွေ့냐ဘွားစားကျဲပစ္စည်းများကိုတင်ရင်ရှားနေတော့ကိုနေတော့ကဟုတ်တယ်ဟုထောက်ခံသည်တိတ္တာများနိုင်မူရာဟုရေးထားခြင်းမရှိပဲရွှေဟုရေးထားသည်ကိုတွေ့ရသည်တော်ကြီးရှင်ကပစ္စည်းများကိုတင်ရင်မျက်ရည်ဝဲနေ၏ ။သမိပစ္စည်းများကိုကြည့်ကသမိကိုတရိယာဟန်ရှိသည်။ပစ္စည်းများကိုရွေးရင်တင်ရင်နဲ့အားလုံးပြန်လဲတင်းစည်းပြီးဖြစ်သွား၏။တစ်တာများကိုဖွင့်၍မှွေသွားသောသူကိုပင်ကျေးဇူးတရားအုံးလင်မလားမသိ။မေဆန်ရှားတို့အလွယ်တကူရှာဖွေကြည့်ရှု၍ရပေသည်။ဘာမှတော့စိတ်ဝင်စားစရာမတွေ့ဘူး။ကိုနေတော်ကမေဆန်ရှားနီးတို့ကပ်၍ပြော၏။မေဆန်ရှားကမှတ်စုစာအုပ်ချုပ်ကိုလှန်လွှမ်းရင်းတော်တော် ကျမဒီစာအုပ်တချို့ကိုခဏလောက်ယူသွားခြင်းနဲ့မနေ့ပြန်ပြန်ပို့ပေးပါမယ်ဟုတ်ဒေါ်ကြီးရှင့်ကိုခွင့်တောင်းရတယ်ယူသွားပါပစ္စည်းများအားလုံးကိုပြန်ထည့်ပြီးတစ်တာများကိုစနစ်တကျပြန်ထားကအခန်းတကာပိတ်၍မူရခံမှမေဆန်ရှားတို့ထွက်လာခဲ့ကြသည်မေဆန်ရှားလက်ထဲမှစာအုပ်တချို့ဒေါ်ကြီးရှင့်ကိုနှုတ်ဆက်ပြီးထွက်လာတော့ကကိုနေတော်ကအငှားကားကိုဖမ်းထား၏ကားပေါ်ရောက်မှ အခန်းကိုဝင်းမှွေတာဘာကြောင့်လို့ချထင်လဲကိုနေတော်ကမေးသည် မိုးရပစ္စည်းတွေတဲကတခုခုလိုချင်လို့ပေါ့ဘာပစ္စည်းဖြစ်နိုင်မလဲမပြောတတ်ဘူးဒါမဲ့အခုချိန်ကျမှမိုးရပစ္စည်းတွေတိန်းထားတာကိုလာပြီးဝင်းမှွေတာထူးဆန်းတယ်မိုးရဆုံးပြီး၈နှစ်ကျော်ခဲ့ပြီရှားကဥညုံဝေမှုကိုပြန်လိုက်တဲ့အချိန်ကျမှပဲခုလိုလောက်တာဆိုတော့ဒါကဥညုံဝေမှုမူရမှုနဲ့ပတ်သက်နေသူတူရဲ့လက်ချက်လိုပဲရှားကထင်တယ်။မူရစီမှာဥညုံဝေသိဆုံးမှုမူရသိဆုံးမှုနဲ့ပတ်သက်တဲ့တဲလွန်စာတစ်ခုခုရှိနေလို့ပဲဖြစ်ရမယ်။ ဒါဆိုရှားထက်လူသက်သမားကလက်ဦးသွားပြီပေါ့အဲ့ဒီသူဘယ်သူဖြစ်နိုင်မလဲမင်းဆန်ရှားကပင့်တက်ချပြီးခန့်ငင်းငင်းရှိနေရမှရှားတို့မူရအင်ကိုလာတာမူရပစ္စည်းတွေကိုကြည့်မယ်ဆိုတာကိုသိတာလေတန်းထိုင်ဦးပဲရှိတယ်နော်ကိုကိုလေးခွေတုံဆိုင်စွာပြောဤရှားဘဲသူ့ကိုတန်တရားစင်းကဖယ်ထားတာလေအင်းအခုတော့တန်တရားစင်းနဲ့ပြန်ထည့်ရတော့မှာပေါ့မေဆန်ရှားကစာအုပ်ကိုလှမ်းနေရစာအုပ်တနေရာရောက်တွင်စာတစ်စာကိုဘာကနေသွားတွေ့လိုက် မေဆန်ရှာစိတ်ဝင်စားသွားသည် စာအိတ်ကိုလက်ကင်ပွားခံ၍ကင်ကစာရွက်ကိုဆွဲထုတ်လိုက်စာအိတ်နှင့်စာရွက်ပေါ်တွင်မေဆန်ရှာကသူမ၏လက်ပွေရာကိုမထင်စေခြင်းသောကြောင့်ဖြစ်သည်ဘာသာလဲကိုနေတော်ကခေါင်းချင်းတိုးကပ်၍ကြည့်သည်မျိုးသားတူလည်းရေးပဲကူကူမေဆန်ရှာကစာကိုပြန်ဖတ်လိုက်ချစ်တဲ့ရွှေမင်းကိုကိုနားလည်ပါတယ်မင်းဟာကိုထထတောင် ပို့ပြီးခန်းစားမှုတွေပေါ်မှာရိုးသားစွာရှိတယ်ဆိုတာကိုလက်ခံပါတယ်။ကိုမင်းကိုတကယ်စစ်မှန်စွာချစ်တာပါ ဒါကိုတော့မင်းယုံကြည်စေချင်တယ်။ဒါမဲ့အခုချိန်မှာဇနီးရောသားနဲ့သမီးရောကိုရောအားလုံးကိုကိုစွန့်ခွာဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။ကိုတို့ရဲ့ချစ်ကကိုတို့အတွက်တိတ်အဓိကကြာနေတာကိုကိုသိပါတယ်။ဒါပေမဲ့ကိုတို့ရဲ့အနာဂတ်အတွက်ကိုဘာမှတိတိပါပါမဆုံးဖြတ်နိုင်သေးဘူး။ကိုကိုယုံကြည်ပါရွှေ။နေ့နဲ့မြန်တော့ကိုမင်းနဲ့အတူဘဝကိုတည်ဆောက်နိုင်ပါပါ။မင်းရဲ့ညွန့်ဝေလက်မှတ်ကညွန့်ဝေလို့ဖတ်လို့ရတယ်နော်။ဟုတ်တယ်ကိုကိုဒါဥညွန့်ဝေရဲ့လက်မှတ်ဟုတ်မဟုတ်ဆိုတာကို မမိုးကေတီတို့တည်နိုင်မှာပဲအရေးကိုလမ်းမမိုးကေတီကအတီးပြုတ်ပေးနိုင်မှာပဲဒီစာရဆိုရင်တော့မူယာနဲ့ဥညွေပတ်သက်ခဲ့တာသိကြနေပြီပေါ့ဟုတ်တယ်ဒီစာရဆိုရင်တော့ဒီလိုပဲဖြစ်ထွက်တယ်ဒါမဲ့ရှားစိတ်ထဲမှာမယုံကြည်ခြင်းမူရှားကမူယာကိုတန့်စင်တဲ့သူ ဖြစ်စေခြင်းနဲ့ဆန္ဒကြောင့်နေမှာပါရွှေဆိုတဲ့အခေါ်ဝေါ်ကိုရှားတန်တရားရှိတယ်ရွှေဆိုတာကမူယာရဲ့အိမ်နံပါတ်လေးဥညွေဝေတီတာကမူယာပဲ မူရကသူ့အိမ်နာမည်ကိုဥညွေကိုပြောထားတာလားမသိတာပြီးတော့တခြားသူတွေမသိအောင်မူရရဲ့အိမ်နာမည်ကိုသုံးပြီးခေါ်ပြောဆက်ဆံနေတာကိုမဖြစ်နိုင်ဘူးလားစာကရောဥညွေရဲ့စာဟုတ်ရဲ့လားစာမနေဆွဲမပါဘူးစာကကြာတော့ကြာနေပြီဆိုတာကိုပြတယ်ချယ်ရီကရှားကိုချိန်တာမူရနဲ့ဥညွေအကြောင်းကို ပြောချင်လို့များလားဖြစ်နိုင်ပါတယ်ဥညွေပေါ်ချယ်ရီခက်မာမာခက်တင်တင်ဆက်ဆံတယ်လို့ဆိုခဲ့တော့ဒီချက်ကိုဂိုင်းထားလို့များလား ချယ်ရီကဥညွန်ဝေကိုငွေညှစ်ချင်တဲ့သဘောမျိုးရှိခဲ့တာလားတွေးစရာပဲဥညွန်ဝေကိုငွေညှစ်တယ်အနိုင်ခွက်ကိုကင်တယ်ပဲထားပါတော့အခုချယ်ရီတရတာဘာကြောင့်လဲဥညွန်ဝေမဟုတ်တဲ့တရားရောက်ကူများတခြားတရားကူများငွေညှစ်နေခဲ့လို့များလားဘယ်သူကငွေညှစ်မှာလဲကူကူဒါတော့မသိဘူးလေဥညွန်ဝေကိစ္စမူရကိစ္စတွေနဲ့ပတ်သက်မှုရှိတဲ့သူတူပေါ့ဘယ်သူဖြစ်နိုင်မလဲချယ်ရီကိုရှားသွားတွေ့မှာကိုသိနေတဲ့သူပေါ့အဲ့ဒီလူကဘယ်သူလဲဆိုတာမသိကြပါပဲမဲ့ ရှင်းနစ်ကျော်အေးချမ်းဘေးကင်းစွာလွတ်မြောက်နေကြရာကနေခုချိန်မှာတော့နောက်ကျောမလုံတော့ဘူးပေါ့ကိုကိုဒါကအမှန်တရားနဲ့နီးကပ်လာပြီဆိုတာပြနေတာပဲပေါ့မဟုတ်ဘူးလားဒါပေါ့အမှန်တရားဆိုတာဆွေးမြေ့ပုတ်သွူးမသွားပါဘူးရှာရဲ့ကိုနေတော်ကမေဆန်ရှားလက်ကိုနှွေးထွေးစွာလာရောက်ဆုပ်ကန်သည်အားပေးသည့်သဘောမေဆန်ရှားကပြန်လဲပြုံးပြလိုက်ချစ်ဆိုတာလဲဆွေးမြေ့ပုတ်သွူးမသွားတဲ့လို့ရှားကိုစောင့်လာလဲတီးခံပေါ့ကိုကိုရဲ့နော် မေဇန်ရှား၏အရင်တော်သောစကားကြောင့်ကိုနေတော့ခင်များမှာမကြည့်သွားပြဲဖြစ်သွားရလေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ